။မော်နီတာအခုနှစ်မိုးစပါးဆိုင်ပြိုရာဒီမှာအလုတ္တမခေါ်ယူဖို့ခက်ခဲတာနဲ့တွင်အားစုကုန်ကြစီကြီးမြင့်မှုတွေကြောင့်ခက်ခဲမျိုးစုံနဲ့ကြုံတွေ့နေရတယ်လို့မိုးစပါးဆိုင်တောင်သူတွေကပြောပါရယ်။အခုလိုမိုးကြပြီးလပိုင်းကြမှာပြိုးထားတဲ့မျိုးစပါးပြိုးပြင်းတွေကကြီးတန်လာပြီးဖြစ်တယ်လို့အချိန်မီနှုတ်ယူပြီးတော့ပြန်လည်ဆိုင်ပြိုနိုင်ဖို့ပြိုးပြင်းနှုတ်သူတွေနဲ့ကောက်ဆိုင်တမားတွေကိုအပြိုင်ဆိုင်ခေါ်ယူနေတဲ့ကာလလည်းဖြစ်ပါရယ်။ဒါပေမဲ့အခုနှစ်မိုးစပါးဆိုင်ပြိုရာဒီမှာ စစ်ကောင်စီရဲ့စင်မှုထံဥပဒေတွေအပါအဝင်တွာလာရေးကတ်တက်ပိတ်ဆို့မှုတွေနဲ့အင်းနီချင်းနိုင်ငံဘက်ကအလွတ်လုကင်ကြသူတွေများပြားတွာလာကြောင်း လုံထမခေါ်ယူဖို့ခက်ခဲတွေဖြစ်နေတာပါကောက်ဆဲသမားတို့ခေါ်ရခက်ခဲကစိတ်ပိဆောင်တဲ့လူရဲ့နိုင်ငံသားသွားတဲ့လူတွေများကြရဲ့ခရိုင်းနှစ်ဆိုရောက်ရောက်ဝေးခေါ်ရနေနေလွယ်တယ်ဒီနေ့ကရောက်ဝေးခေါ်ရနေနေခက်ရတယ်နောက်ဟိုကလေးယထငါတို့ပါရကားတို့ပေါ့နော်အဲ့မှာစစ်စေးတွေများတယ်တချို့ကျတော့မမပါဘူးအဲ့လိုမျိုးနေစိတ်ကပေါ့သွားရလာရတဲ့ခက်ခဲတယ်ဒါလေးမစမှုထိုင်ခိုင်းလို့မလာရဲဘူး အထင်ကလည်းသွားလာလို့မရဘူးအဲ့လိုမျိုးဖြစ်တယ်လက်ရှိမှာတော့ရှေ့ပြောင်းလုပ်တာတွေခေါ်ယူဖို့ခက်ခဲနေတဲ့ကာလမှာတချို့လေပိုင်ရှင်တွေကတော့ဒေတာတွင်းမှာရှိတဲ့အတက်ကြီးပိုင်းလုပ်သမားတွေကိုဈေးဖို့ပေးပြီးတော့စားထိုးငှားရက်နေပေမဲ့လည်းအလုပ်မတွင်ဘူးလို့ဆိုပါတယ်စစ်တပ်အနာမတိန်ခင်ကတည်းကမိုးစပါးစိုက်ပျိုးရာဒီရောက်တိုင်းရန်ကုန်ပဲခူးအေယာဝတီအညာအစရှိတဲ့ဒေတာတွေကရှေ့ပြောင်းလုပ်တာတွေမွန်ပြည်နယ်ဘက်ကိုလာရောက်လှုပ်လှုပ်ကန်နေကြတာပါ ဘကိုးတိုင်းဝေါ်မြို့နယ်ကရှေးပြောင်ကောက်ဆိုင်လုတာအဖွဲ့ခေါင်းဆောင်ဦးမင်းခက်ကတော့စစ်ကောင်စီတပ်ကဖမ်းဆီးတာခံရပြီးတော့အတင်းအဓမ္မစစ်မှုထမ်းခိုင်ခံ့ရမှာကြောက်လို့မလာကြတာဖြစ်တယ်လို့ပြောပါရယ်။အဲပုံမှန်ဆိုရင်အောက်ရအောက်ရဘက်ကဘက်ကိုတော်တော်များများလာလောက်ကြတာပေါ့နော်။အဲ့ကကလမ်းမှာဖမ်းပြီးတော့စစ်တဲ့ပေးဝင်နေတာကြောက်တာရဲ့နောက်လမ်းကြီးကဟိုအစစ်စစ်တအားများတာရဲ့အဲ့ပြီးတော့ထောက်ကဆာပြပါလေယူရတာပေါ့နော်ပြီးတော့ဟိုရောက်လို့ရှိရင်ဟိုစစ်စစ်ခံရတာလို့ဆိုရင်လဲပြောရင်လဲမရတော့လူကြဲကြောက်ကုန်တော့တိတ်ပြီးတော့မလာကြတော့ဘူးနော် စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေနဲ့မတရားဖမ်းဆီးမှုတွေအပါအဝင်အဖက်ဖက်ကနေစိုးရိမ်မှုတွေကြောင့်ရှုပြောင်းလှုပ်တာဝင်ရောက်မှုကလည်းထက်ဝက်နှီးပါရော့ချသွားတယ်လို့သူကပြောပါတယ်။ဒီလိုလှုပ်တာရှားပါမှုနဲ့တွင်းအားစုစည်းကြီးမြင့်မှုတွေကြောင့်မွန်ဒေတာတွင်းမှာရှိတဲ့တောင်သူထက်ဝက်နှီးပါကျော်ကစိုက်ခင်းတဲ့ဂျေကင်းစနစ်ကိုပြောင်းလဲအသုံးပြုလာတယ်လို့ဆိုပါတယ်။အနာပိုင်းပြီးတော့ရေလုံးကနဲ့စာရင်အခုကဂျေကင်းကတော်တော်များများပဲစိုက်ခင်းနေလို့ရှိပါတယ်။ အခုကျဲကင်းပြူပါတယ်ကျဲကင်းလဲခါလိကြရင်လည်းကောင်းတယ်ခါကြမကောင်းဘူးဝဲလည်းဈေးကြီးတယ်ဟိုစိုက်ခင်အားသွက်လုံးများတယ်ကုန်စရာတွေလည်းများလို့ကျဲကင်းသေးတယ်အဲ့ဒါဆိုဘာဖြစ်လို့ရောတော့အနာမတင်းခင်ကတရက်ကိုနေခန်းကောက်ဆိုင်ခ6000ကျပ်နဲ့ရွှေပြောင်းလုတာ4000ကျပ်ရှိခဲ့ပေမဲ့အနာတင်းပြီးတဲ့နောက်မှာနေခန်းက2000ကျပ်ဝန်းကျင်ရွှေပြောင်းလုတာက16000ကျပ်ပေါက်စီးရှိနေပြီးတော့ တွာလာရေးစေးတဝက်ကိုတော့အလုရှင်တွေဘက်ကကြက်ခံပေးရတယ်လို့ဆိုပါရယ်။ဒါအပြင်ပြိုးပင်နှုတ်ခအနေနဲ့ကတော့ပင်တရားကိုငွေကျပ်တောင်းပြီးဆောင်ရပြီးတော့လူတွေဦးကိုတရက်မှာပြိုးပင်900ခန့်နှုတ်ယူနိုင်တယ်လို့တည်ရပါရယ်။နေကန်ကောက်ဆိုင်သူတွေကတော့လုပ်ငန်းခွင်ဝင်ချိန်စောတာအလုစင်းချိန်နောက်ကျတာနဲ့ရေမြေကြောင်းပူတိကစီးစနစ်ပူကြတဲ့အတွက်ဈေးပူပေးရပေမဲ့လည်းတောင်တူအများစုကတော့ရွှေပြောင်းလုပ်တာတွေကိုတော့အဓိကခေါ်ယူနေကြပါရယ်။ အလားတူပဲအာနာမတိန်ခင်က3000ကျပ်ဝန်းကျင်ရှိတဲ့ဓာတ်မျိုးစားတအိတ်ဟာအခုချိန်မှာတော့တသိန်း2000ကနေတသိန်း6000ကျပ်ကြာမှာစီးပေါက်နေတယ်လို့တောင်သူတွေကပြောပါရယ်လေတဲ့အေကအတွက်ပြူးထောင်ကောက်ဆိုင်ချိန်ကနေရိတ်တိန်ပီးစီးချိန်ထိကုန်ကျစရိတ်စုစုပေါင်း10တိန်ဝန်းကျင်ခန့်ရှိတယ်လို့ဆိုပါရယ်အထွတ်နှုန်းအနေနဲ့ကတော့လေတဲ့အေကကိုစံပြော့မျိုးစားဖြစ်မယ်ဆိုရင်စပါးတင်30ကနေ50ကျပ်ထွက်ရှိပြီးတော့စံမဆိုရင်တော့တင်40ကနေ90ကျပ်ထွက်နိုင်တယ်လို့တောင်သူတွေကပြောပါရယ် မိုးစပါးဆိုင်ဧက9သိန်းကျော်ရှိတဲ့မော်မီနယ်မှာလှုပ်တာရှာပါမှုနဲ့လောက်အားကစီကြီးမြင့်မှုတွေကြောင့်အခက်ခဲမျိုးစုံရင်ဆိုင်ကြုံတွေ့နေရသလိုပဲတဘာဝဘေးတွေကြောက်ပဲနှစ်တန်းလူလူမှာမိုးစပါးဆိုင်ဧကတင်းချီရင်းနှီးမြှုပ်ပျက်စီးနေတာလည်းရှိနေပါတယ်အဲမေရင်ဘလော့စီရလဲလေးမောင်းပြလေနဘရောရတူးစရပပြန်နေကနာဟိုလူဖြစ်တဲ့ခဏဒီလူဖြစ်တဲ့မျိုးမျိုးဖြစ်နေတယ်ခုလေနဲ့ပဲအာကိုနေရတယ်ကွယ်လေက ဆင်မပြေဘူးဆိုတော့နည်းနည်းတော့ဝင်ရင်းဖြစ်တော့စိတ်ညစ်ရတော့ဘာဆက်လုပ်ရမှန်းမသိဘူးအဲ့လေကူးတယ်လောက်နေတယ်အနည်းနဲ့ကသာမတော့ဘူးလားပဲတောင်းရင်းကတောင်းရင်းပဲဖြစ်တယ်